မိတ်ကတမရဒေါ်နယ်ထရန့်ကပင်လယ်ကွေ့ဒေတာတို့၄ရက်ကြာခီးစတင်လိုက်ပြီဖြစ်ပါတယ်။ဆော်ဒီအာရေဗျမှာစီဇန်ကတော့အိန္ဒိယနဲ့ပါကစ္စတန်ကြောင်းပြောနေခဲ့ပါတယ်။အဲ့ဒီနေ့နိုင်ငံကြားစင်ကြံရေရောက်အောင်ဘလို့ကူညီခဲ့တယ်ဆိုတာကိုပြောပြခဲ့ပါတယ်။ကောင်းတဲ့ညစာကိုသူခေါ်ပြီးတော့မှနေရာစလုံးကိုဖိတ်ပြီးတော့အတူစားရှင်တယ်လို့တော့ပြောခဲ့ပါတယ်။ထရန့်ကရီယာမှာတော်ဝင်ကြိုဆိုမှုကိုလက်ခံရရှိခဲ့ပါတယ်။နှွေးထွေးစွာကြိုဆိုမှုနဲ့အတူ စော်ဒီအာရေဗျကဒေါ်လာဘီလီယံ600ယင်းနီမြို့နယ်ရန်ဂတိပြုခဲ့ပါတယ်။ဤယင်းနီမြို့နယ်မှုများစွန့်အင်တဲ့ကာကွယ်ရေးနယ်ပယ်များမှာပါပါတယ်။ထိုင်းရဲ့နောက်ထပ်မတ်တိုင်များကတော့ကာတာနဲ့အာရဗျစော်ဘွားများပြည်တော်စု UAE တို့ဖြစ်ပါတယ်။ခေါင်းရဲ့ခီးစဉ်အတွင်းနိုင်ငံများကတော့သူတို့အပေါ်၎င်းတို့ရဲ့ဩဇော်လမ်းမမှုကိုငွေကြေးအကျိုးများများအဖြစ်ပြောင်းလဲရန်စူးစမ်းနေကြဖို့ကြားပါတယ်။၎င်းရဲ့ဒုတိယသမ္မတတက်တန်းအတွင်းမှာထိုင်းရဲ့ဖရောင့်ဇုန်တို့နိုင်ငံခြားခီးစဉ်ဖြစ်ပါတယ်။ ပင်လယ်ကွေးဒေသမှာရှိတဲ့လောင်းရဲ့အရင်နီးဆုံးမဟာမိတ်များဖြစ်တဲ့ဆော်ဒီအရေဗျကာတာနဲ့ UAE တို့အတွက်အရင်အရေးကြီးတဲ့ခီးစဉ်လည်းဖြစ်ပါတယ်။ဒီနိုင်ငံတို့ကစွန်းရဲ့အရင်မြစ်တွေပေါ်ကျော်ပါတဲ့နိုင်ငံဖြစ်တဲ့နေများအတွင်းမှာသူတို့ကဒေါ်နယ်ထရန့်နဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ်ရေးဆက်ဆံရေးကိုတိစောက်ခဲ့ကြပါတယ်။သူတို့ကအမေရိကန်စီးပွားရေးမှာဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံထားတဲ့လူတွေဖြစ်တယ်။ယခုထရန့်နဲ့သူတို့ရဲ့ဆက်ဆံရေးဟာစူးချခံရတော့မှဖြစ်ပါတယ်။သူတို့ကတော့ထရန့်ရဲ့ဒုတိယတက်တန်ရဲ့ဖရောင်းဆိုနိုင်ငံတော်ခီးစဉ်ကိုလက်ခံကျင်းပနေပြီဖြစ်ပါတယ်။ လေးရက်ကြာခီးစဉ်မှာဆော်ရီဗျာမှာစတင်ပြီးတော့မှကတာပြီးတော့ UAE ကိုပြီးဆုံးမှာဖြစ်ပါတယ်ခီးစဉ်ကိုမေနာ16ရက်အထိဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လောလောဆယ်မှာတော့ဒီနေ့တောင်းနေတဲ့ချိန်မှာသူ UAE ကိုရောက်ရှိနေပြီဖြစ်ပါတယ်ပုံမှန်အဖြစ်တော့အမေရိကန်သမ္မတတွေက UK ၊ကနေဒါဒါမှမဟုတ်မက္ကဆီကိုလည်းပတ်ပြီးတော့မှနိုင်ငံခီးကိုစတင်လေးရှိပါတယ်ဒါပေမဲ့ယခုပထမတက်တန်အတွင်းထွန်းကဆော်ရီဗျာနဲ့နိုင်ငံတကာခီးကိုစတင်ခဲ့ပါတယ် သူကအာရနိုင်ငံတွေကိုဆက်ပြီးတော့လက်ပါသွားမှာဖြစ်ပါတယ်တက်စလာအမှုဆောင်ရာရှိချုပ်နဲ့ထရန်အချံပေးအီလွန်မတ်စ်ကအမေရိကန်နိုင်ငံရဲ့ဝန်ကြီးနဲ့မြို့သားလှုပ်ရှားရေးအချံပေးမာကိုရူဘီယိုနဲ့ကဝေးဝန်ကြီး be has ကတော့လည်းပါဝင်တာကိုတွေ့ရတယ်။ Saudi Asia Minister Mohammed bin Salman က Trango Lisey မှာလာပြီးတော့ကြိုးစိုးနှုတ်ဆက်ပါတယ်။ထို့နောက်ခန္ဓာရဲ့နင်းလက်စာစဖို့အတွက်တယောက်ခဲ့ကြတယ်။ပြီးရနောက်မှာနှစ်ဖက်ခေါင်းဆောင်တွေတီးတန့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံမှုတွေအတွင်းထံကအေရှန်မင်နာကိုချီးကျူးခဲ့ပါတယ်။တူအပ်လို့ပြောရဆိုတော့ကျွန်တော်တို့မှာအကြီးအကျယ်ဆုံးစီးပွားရေးခေါင်းဆောင်တွေရှိတယ်။သူတို့ပေးမဲ့ချက်တွေအများကြီးနဲ့ငါတို့ပြန်သွားမှဖြစ်တယ်။ဒါတွေကအမေရိကန်မှာလောက်ကန်ပေါင်း2တန်းလောက်ဖန်တီးပေးနိုင်မယ်လို့ပြောပါတယ်။ဒါကြောင့်အရင်ဆုံးမင်းကိုငါလာလဲရတာသဘောကျတယ်။တောင်းနဲ့တယောက်ကောင်းကောင်း TV တောင်းနဲ့တယောက်အရန်ကြိုက်တယ်လို့ထင်တာထင်ထားပါတယ်။ဒုတိယအနေနဲ့မင်း US မှာအဓိကဂျင်းနီမြို့နယ်မှုတွေလှုပ်ထားပြီးမင်းနိုင်ငံအတွက် ကော်မတီအလုပ်ကံတွေအများကြီးဖန်တီးပေးခဲ့ပါတယ်လို့ပြောပါတယ်။ Trump ကကျွန်တော်တို့နဲ့တရားနဲ့တရားအရင်ကြိုက်တယ်လို့ပြောတဲ့အခါမှာများသောအားဖြင့်ပိုက်ဆံတွေပါဝင်တော့ဆိုလိုပါတယ်။ပြီးတော့အဲ့ဒါကအတိအကျဖြစ်ပါတယ်။အမေရိကန်နဲ့ဆော်ဒီအာရေဗျတို့ကသဘောတူညီချက်များစွာကိုလက်မရှိထိုးခဲ့ကြတာကိုကြည်ချင်းအားဖြင့်တိကျမှန်ကန်တော့ပြောချင်ပါတယ်။ဘောတူချက်ပြည့်စုံထုတ်ပြန်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့အချို့ကတော့စွမ်းအင်ဓာတုတွင်းနဲ့ဓာတုအရင်းမြစ်များအကြောင်းဖြစ်ပါတယ်။ဤဘောတူချက်များမှာအမေရိကန်နဲ့ sorry ကုမ္ပဏီကြားမိတ်ဆွေဖွဲ့မှုပါဝင်နိုင်ပါရှိပါတယ်သူတို့ကတော့ဤပညာမြင့်ထုတ်ရင်းနဲ့ကာကွယ်ရေးမှာတိုးပြမအရေးကြီးတဲ့ data တူတွေကိုတူတူဖော်ရနဲ့စီမံဆောင်ရွက်ရန်ရည်ရွယ်ပါတယ်အဆိုပါပစ္စည်းတွေကိုအမေရိကန်တို့တင်ပို့မှာဖြစ်ပါတယ်တရားဥပဒေစိုးမိုးရေးနဲ့အာဂရဆောက်ကြည့်ရေးတို့မှာလည်းပူပေါင်းဆောင်ရွက် ရေးဆိုင်ရာသူရင်ချက်တွေလည်းပါပါတယ်ပင်လယ်ကွေ့နိုင်ငံတွေက၎င်းတို့ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်ထံက ခိုင်မာတဲ့ဂရီတွေလိုချင်ကြပါတယ်။ဤအပေးယူတွေကတော့ဥတီချက်ကိုခြေလမ်းများစွာဖြစ်ပေါ်စေမှာဖြစ်ပါတယ်။တဘောတူညချက်မှာလမကြီးတိုးပြီးတဲ့နောက်မှာထရန့်ကဆော်ဒီအမေရိကန်ယင်းနီမြို့နယ်မှုဖိုရန်ကိုတယောက်ခဲ့ကြပါတယ်။ Open AI မှုဆောင်ရာရှိချုပ် Sam Altman အပေါ်ဝင် AI လုပ်ငန်းအရေးကြီးတဲ့လူတွေအများကြီးတယောက်ခဲ့ကြတော့တွေ့ရတယ်။ဆော်ဒီအရေးပြကညာရီတူဆိုင်ရကဘာလုံးဆိုင်ရယင်းနီမြို့နယ်သူလည်းဖြစ်ပါတယ်။တော်ဝင်ကြိုးစုပ်ပွဲတဘောတူညချက်များစွာနဲ့နိုင်ငံတော်အခမ်းအနားအလုံးက မေကန်နဲ့ဆော်ဒီအာရဗျာတို့မိမရင်းနီလာကြောင်းပြသနေပါတယ်။ကာတာကဲတို့အခြားပင်လယ်ကွေ့နိုင်ငံများကလည်းလာတူအကျိုးအမြတ်များကိုမျှော်လင့်နေကြပါတယ်။ကာတာကထွန်းရဲ့နောက်ထပ်နေရာဖြစ်တဲ့ပင်လယ်ကွေ့ပြည်နယ်များကြောင့်မှသူကအမေရိကန်နဲ့တရားဝင်လှုပ်ခြုံရေးဆက်ဆံရေးအရှိဆုံးဖြစ်ပြီး၎င်းကအနောက်အာရှမှာရှိတဲ့အကြီးဆုံးအမေရိကန်စစ်အခြေစိုက်စခန်းနေရာလည်းဖြစ်ပါတယ်။ယခုအခါကာတာကထရန်အာဒေါ်လာတန်း400ကျပ်လျင်ဒဇင်းကိုလက်ဆောင်ပေးခဲ့ပြီဖြစ်တဲ့ သဘောတူညီချက်အစ်စ်များကလည်း၎င်းတို့ရဲ့မိဖက်ဆက်ဆံရေးကိုပုံမခိုင်မှစီမှာဖြစ်တယ်။တချိန်တည်းမှာ UAE ကလည်းညာရေးတုကိုအဓိကအာယုံဆိုင်လိုက်မှာဖြစ်တယ်။ဘာလို့မှ UAE က UAI နဲ့ semiconductor တွေကိုအာယုံဆိုင်တဲ့တိတ္တမ၄ trillion ယင်းနေမြွနဲ့မှုကိုစီစဉ်ထားပါတယ်။ယခုအခါ UAE ကအမေရိကန်မှာဒေါ်လာ၁ trillion ယင်းနေမြွနဲ့ပြီဖြစ်တယ်။ထရန်အလဲပါလာရောက်ခြင်းနဲ့အတူ UAE က၎င်းရဲ့ AI မှာ ဥဆောင်ရန်ရီမန်ချက်အတွက်အထောက်အပံ့ပုံကိုရရှိဖို့အတွက်မျှော်လင့်ပါတယ်။အဲဒါဒီကြောင့်ထရန်ကပင်လယ်ကွေ၃နိုင်ငံကိုလေပတ်စင်မှာအပြုံးတွေနဲ့လက်ဆွဲနှုတ်ဆက်မှုတွေနဲ့အဓိကသဘောတူညီချက်တွေအများပြားရှိနေခဲ့ပြီဖြစ်တယ်။ဒီခီးစင်ကဈေးခံကားတွေနဲ့အပြစ်ဖြစ်ပါတယ်။ထရန်ကတော့ပြောင်ပြောင်မြောင်မြောင်သဘောတူညီချက်တွေကိုရရှိပြီးလက်မှတ်ရေးထိုးခြင်းဖြင့်ပင်လယ်ကွေနဲ့၎င်းတို့ရဲ့ဆက်ဆံရေးကိုခိုင်မာစေပြီးဖြစ်တယ်။